သက်များအားလုံးပဲမင်္ဂလာပါရှင်။ဒါပြညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံလေးကတော့ယရနာကုံတယ်လို့ဆိုရင်ဂုံဘိုးမချိန်နိုင်၍သမီအရင်ကိုထိုးအပ်လိုက်ရတဲ့ဒေါ်သိမ့်သိမ့်ဆိုတဲ့စိတ်ဝင်စားပွဲတတိတန်ဝေကရှားပွဲဖြစ်ရမှန်ဇလံအကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါဦးရှင်။လောကရန်တရားဆိုတာက တီကြသေးချာပိုင်းခြားစိတ်ဖြာရင်အကျင့်တဘောရှင်မျိုးများရှိပါ रे မျက်နှာကြီးမျက်နှာငယ်ဆိုတာမရှိ အချို့ကြအတိုင်းသာလည်းရင် တွေးကြုံကြရမြဲပါတကောရည်ရတော့မလိုလိုနဲ့ငိုပွဲစင်ရတဲ့အဖြစ်ဝမ်းနဲ့ကြေကွဲနေရကဝမ်းမြောက်ဝမ်းသာ အခြေအနေကို ရောက်ရှိလာတတ်ကြ रे ထို့သောသောရှင်တွဲဖြစ်တဲ့ရောအကြောင်းအရာနှစ်ပါးနဲ့ဆက်နွယ်လျက်ဝမ်းလဲမသာဝမ်းနေစရာလည်းမလိုဖြည့်ရလေတဲ့ကွဲဆိုရဲ ကြားနေသိမြင်ခံစားမှုမျိုးနဲ့လူဘဝအတက်ကရလာတဲ့အတွေ့အကြုံတစ်ခုရရှိလိုက်ပါရီကျွန်တော်ကအစိုးရဝန်ထမ်းတဦးသားဖြစ်တဲ့တွေ့ကြုံရတဲ့အသည့်ဆက်အိမ်မှာဒါရိုက်တာလည်းမဟုတ်ပါဇက်ဆောင်လည်းမဟုတ်ဇက်ပို့လည်းမဟုတ်ခဲ့ပြီတို့ရမှာဇလန်းမှာမပမဖြစ်ဇက်ရံအစင်နောက်ဆုံးအစင်ကလို့တော့ဆိုချင်းဆိုနိုင်ပါရီဒီနေ့မှာတမူးမျိုးခောက်ဆွဲကြော်ဆိုင်မှာအမျိုးသမီးကြီးတအူးအင်ကိုရောက်လာပြီး မမတိုက်တို့ရှိကြသလားလို့လမ်းမီနေတဲ့ချေရင်ကမ်းမှာငှားရမ်းနေထိုင်တဲ့မိသားစုထံအလဲလာချင်းဖြစ်ကြောင်းသိလိုက်ရတယ်။သူမိမကြီးမှာတစိမ့်မဟုတ်ဆွေမျိုးရင်းချာအတော်တော်ရယ်ဆိုတာသိရတယ်။ခောက်ဆွဲကြောက်ပိုင်းရှင်ဖြစ်တဲ့အယောက်ဆွေချိုလက်ကောက်စိတ်နက်ကတ်တို့နဲ့တောက်တောက်ပြောင်ပြောင်ရှိပေတယ်။ရွှေရှိမမျိုးတော်ဆိုတတ်တဲ့မမတိုက်တို့မိသားစုမှာပြူငါတဲ့ကြိုးစုံမှုချိုတာတဲ့မျက်နှာထားတို့နဲ့အဲဝဲကြီးမွန်ကြတယ် တိုက်တိုက်တို့မိသားစုမှာတခြားမဟုတ်ဇနီးတဲ့ရဲ့အမဖြစ်တော့လာလေတဲ့မိမကြီးနဲ့ဆွေဆက်မျိုးတော်ပြုတော့ဆွေမျိုးလိုတော်တော်နိုင်နေတော်ဆက်ပုံကအတော်ပဲဖြစ်ပါလိမ့်မယ်ထိုနေ့ကရုံပိတ်ရက်ဖြစ်တော့ဝန်တန်းမိသားစုတိုင်းလိုလိုကိုယ့်အိမ်မှာရှိနေကြကြရဲနေ့လယ်နှစ်နာရီအချိန်မိုးကုတ်မှာကြောင်အယောင်းွယ်လို့သူဒေါ်သိန်းသိန်းကမိမကြီးတယောက်ရောက်လာပြန်နေရန်ကုန်အိတ်ခမ်းများဖြစ်တော့ဘေးကမ်းမှာစကားသံများကိုကြားနေရတဲ့ ဆွေမျိုးတော်သူလာရင်ဓမင်းဖိတ်ကိုကျွေးမှုရတာဝင်ဝေတရားမပြတ်ဆောင်ရွက်တတ်တဲ့မြမဒလီတစ်ခုဖြစ်တဲ့မကြာခဏအလေလာတတ်သူကိုလည်းမှတ်မိနေတဲ့ကြားရီကြောက်အယောင်းဝယ်ပြုလို့သူဒေါ်သိန်းသိန်းကိုလည်းမြင်နေကြမှုမှတ်မိနေပါရီကျွန်တော်တို့မိသားစုနဲ့ကဆက်ဆက်မှုမရှိယခုအလေရောက်နေတဲ့အတော်ကိုလည်းအခုမှသာမြင်တွေ့ဘူးရီ ခင်မင်သူနဲ့တွေ့ရင်အစာမရှိအဆုံးမရှိစကားလုံးများကအစီရီထွက်လာတတ်ပြီးခင်မင်ရှင်းနေမှုမရှိသေးသူကို ပြောစရာစကားကရှာလို့တော့မကြပါရင်ကျင်းမှုအနေနဲ့ပြုံးယုံများသောညနေပိုင်းထမင်းစားတော့ပြီးချိန်မှာမာတိုက်တိုက်ဒေါ်ဆန်းဆန်းဒေါ်သိန်းသိန်းတို့သုံးသောကျွန်တော်တို့အခန်းဘက်ကိုပြုံးပြုံးရွှင်ရွှင်နေကူလာကြရီကျွန်တော်အနေနဲ့လည်းအဝေးကြီးအောင်နေရာထိုင်ခင်းပြီးကစကားစမိပြောဆိုကြရီ မမတိုက်တို့ကတော့အိမ်မော်နေရင်ထိုင်ရင်နဲ့လက်ရတာပဲဒေါ်သိန်းသိန်းကစတင်လိုက်တယ်စုပ်ကောလက်ကောပြိုင်းတူဝင်လာလို့တောင်ပြောနိုင်နေဒီတသက်မှာဒီတစ်ခါသာရန်ကုန်ရောက်ပြီးတော့ဒူမရွေစီလာဘူးလေရန်ကုန်မှာသူတို့နေတော့မကြမကြရောက်ဖို့နှီးဆက်တာပေါ့ရွှေတကုံဖျားဖူးရတာជីညူလို့မစုံးနိုင်ပါဘူးတော့သူတို့တိုက်တိုက်အတော်ဆန်းဆန်းဆိုသူက တုတ်ပြန်လိုက်တယ်ဒေါ်တော်တို့ကတော့ပြောရမယ် ကျမကိုဘာမှပေးစရာမလိုပါဘူးဒေါ်လာတို့အချင်းချင်းအစဉ်ပြေရင်ပြီးတာပဲတို့တို့ဆိုပြီး32ချောင်းသောသွားများပေါ်အောင် ပြုံးလျက်ပြောလိုက်သည်ထွက်လာတဲ့လေတန်းကတကြားကြီးစန်းထားသည့်အလားချိုသာလှပြီးသည်တဲဦးနဲ့တဦးအပြန်လန်ပြောဆိုနေကြတော့တီးလိုက်ရတာကဒေါ်သိန်းသိန်းမှဗရံမြနီလာပရင်စားတဲ့ကြောင်များပါလာပြီးမကိုလန်းဆိုင်မှာအနှံ့ထားကြောင်းနဲ့ ဒေါ်ဆန်းဆန်းမှာပါသည်များအားလုံးကိုဝယ်ယူရန်ဖြစ်ပါ၏။ရောင်သူဝယ်သူနှစ်ဦးကိုစုံတွေ့ပေးနိုင်တဲ့မားတိုက်တိုက်ကိုပွဲစားကဖြစ်ပြီးမယ်ဆိုပြီးနှုတ်ကတိစကားပြောဆိုနေခြင်းဖြစ်ပါ၏။ကျွန်တော်သိသမျှဒေါ်ဆန်းဆန်းကကြောက်ဝယ်ရန်အတွက်ပတ်စံမပါသည့်ဟိတ်ဟန်များသာဖြစ်သည့်ဒေါ်သိန်းသိန်းမှလည်းကြောက်ရောက်မယ်ဆိုပြီးမယ်လက်ဝယ်ပါလာခြင်းမျိုးမဟုတ်။ကျွန်တော်ကပြုံးပြီးရင်ငုံနှုတ်ဆက်နေလိုက်ပါ၏။ငယ်စဉ်အခါမိဘများပြောတဲ့ ကိုတော်တွေနဲ့မလကောက်ပုံမြင်လေးကိုတတိယမိတဲ့တော်တွေအများကြီးကိုစူဆောင်းချိတ်ထားသူနဲ့ရွှေသူများဝစ်ဆင်ထားတဲ့မိမကြီးတို့တဲဦးနဲ့တဦးအထင်ကြီးပြီးအိမ်အောင်ပြူကြတယ်တော်များနဲ့ဖွင့်เสียပြီးတော့တိတာများမရှိကြောင်းနဲ့ရွှေတူလက်ကောက်များဖြစ်ကြောင်းသိရှိကြချိန်မှာဝါမရှိပဲဝီလုတ်သူများဖြစ်တာကိုသတိပြုမိကြရဲသူ့အတူပဲအယောင်းဝယ်ကိစ္စဆက်လေးပြီးဇနီးမယားကိုနှစ်ကိုကြပြောဆိုသတိပေးလိုက်ပါရဲ့ ရောင်းဝယ်ကိစ္စမှာမပါနဲ့နော်စိတ်ချပါအားနာလို့ဧကန်နေတာစိတ်မဝင်စားပါဘူးထို့သူဆိုရင်ဇနီးမယားကအလိုက်သိစွာပြောဆိုပြီးသည်မောင်ခင်စောဒေါ်သိန်းသိန်းကကြောက်တွေကို ပြန်လိုခြင်းနေပိုင်ရှင်အနေနဲ့ပြန်တောင်းလိုက်တဲ့သူ့ရမှာဝယ်လက်ကိုခိတပေးထားတော့ခုချက်ချင်းတော့လက်ထဲမှာမရှိသေးဘူးစိတ်ချစမ်းပါဗျာတပတ်အတွင်းပြန်ယူပေးပါမယ် ်ထို့သူအပ်ထားသူရဲ့တောင်းဆိုချက်ကိုခင်စော်ကပြောဆိုလိုက်ခြင်းဖြစ်တယ်။တတော်မှာဝယ်လက်ရှိနေလို့ပြချင်လို့ပါကွယ်ဆက်ဆက်လုပ်ပါကွယ်နော်။ကောင်းပြီစိတ်ချအယောင်းဝဲတမကြီးများဖြစ်တဲ့ယရနာအယောင်းဝဲလုံသူများအနေနဲ့တဦးနဲ့တဦးစိတ်ယုံကြည်စွာအနံ့ကြရဲယောင်းဝဲကြရဲပြည်ပြင်းမှုလည်းရှိရဲရုံးမကောက်ကျင်းမှုကြောင့်ဆုံးရှုံးပြန်ရင်လည်းနလန်မထူနိုင်အောင်ရှိပေတဲ့ ရတနာကြောက်လုပ်ငန်းမှာတိစ္ဆာရှိသူများကြီးပွားချမ်းသာပြီးတိစ္ဆာမဲ့သူများကဘေးအန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ရကြောင်းယုံကြည်ကိုးစားမှုရှိသည်။အ धिक အချက်ကတက်ကြွနားလည်မှုရှိရမှာဖြစ်သည်။တဲဦးနဲ့တဦးအယူဆစင်ချင်းတုံတရားချင်းမတူညီကြတော့ကြောက်ပညာဆိုတာဆေးရမရှိတက်အပ်သေးတာကျင်းသေးပေါ့တွေ့မရတဲ့အောင်မြင်မှုတည်းရဲ့ပဲဖြစ်သည်။စိတ်ရှည်ရတဲ့အချိန်ဆောင်ရတဲ့ ယခုအခါနိုင်ငံတော်ငြိမ်ဝှက်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့မှတရားဝင်မှတ်ပုံတင်လုံပိုင်ခွင့်များပေးထားပြီးဖြစ်တဲ့ကျောင်းမြတ်ယတနာမျိုးစုံကိုလက်လီလက်ကတရားဝင်ရောင်းချနိုင်တဲ့အချိန်ကာလလေးဖြစ်ပါရည်ယတနာရောင်းဝယ်ရေးမှာမကျွမ်းကျင်မသက်ဆိုင်တဲ့ကိစ္စရပ်များပေါ်ပေါက်လာပါကစိန်ကောင်းကြောက်ကောင်းရောင်းတဲ့နေရာမှာဈေးရိုးတွေကကန့်လန့်ကန့်လန့်ဆိုပြီးတင်စားပြောလို့ရှိပါရည် နောက်၃ရက်ခန့်အကြာမှာမကိုလန့်ရတနာအယောင်းဝယ်ဆိုင်မှာလက်ဖက်ရည်တောင်းရင် စကားဝိုင်းဖွဲ့ပြောဆိုနေကြတဲ့မောင်ခင်စော်နဲ့ပတ်သက်ရာရောင်းလက်ဝဲလက်တို့အတိအသိဆုံးနေပြီဖြစ်တဲ့ထိုအခါမောင်ခင်စော်ကဝဲလက်တဦးထံပေးရာမှာ အာမခံနဲ့ကိုဟိန်အောင်ဆိုသူကိုပန်ရှင်ဒေါ်သိန်းသိန်းရှိမှာပဲမေးမြန်းမှုပြုပါရီကိုဟိန်အောင်ဒေါ်တော်ကသူ့ကြောက်တွေကိုပြန်လိုခြင်းမီရဲ့ဝဲလက်လည်းရှိတယ်ပြောတယ်အခုအချိန်တွေကဘလို့ရှိသလဲ မောင်ခင်ဇော်ကမေးလိုက်ခြင်းဖြစ်သည်ဒတော်ကလည်းမြန်လိုက်တာဟင်းရွက်ကစွန်းရွက်ရောင်းတာမှမဟုတ်တာအချိန်တော့နည်းနည်းစောင့်မပေါ်ဗျပွင့်ပွင့်လင်းလင်းပြောလိုက်သူကဟင်းအောင်ငါ့မှာဝယ်လက်ရှိပါတယ်လို့ပြောပြီးပြီပဲနောက်မှဆိုရင်မင်းတို့နဲ့အမြဲတမ်းဆက်ဆံခဲ့တာတည်သားနဲ့ဒေါ်သိန်းသိန်းကလူရင်းကိုပြောလိုက်တဲ့ချို့တို့ပြောဆိုပြီးရဲ့က ကိုဟင်းအောင်ကဝယ်လက်မှာရရှိလာတဲ့ငွေကျပ်3သိန်းခွဲကိုဒေါ်သိန်းသိန်းကိုလက်ထိလက်ရောက်အနမ်းလိုက်တဲ့ကြံငွေနဲ့ပစ္စည်းများကိုလည်းနေရ3ရက်အတွင်းရယူပေးရန်ဂရီပြုလိုက်ကြ၏ပွဲစားဆိုတာက ရောင်းလက်ဝယ်လက်ဆက်သွယ်ပေးမှုအတွက် ပွဲစားကားကိုသာနှစ်သက်စွာလိုချင်ကြ၏ကောက်ကျစ်သူများရှိတော်လဲရိုးရိုးသားသားပွဲစားများအတွက်ငွေမရှိတော်လဲလက်တွဲမှာငွေမရကိုဟင်းအောင်လိုပွဲစားများကလည်းအများကြီးရှိသည် ဒေါ်သိန်းသိန်းကလည်းအပိရဆက်တိရတနာကြောင့်များရောင်းရငွေ၃သိန်းခွဲမှ ပွဲစားက၃000ခွဲကိုချက်ချင်းမဲ့ပေးလိုက်ပါရိမိုးကုတ်သူမို့လိမ်မယ်တော့မကြံနဲ့နော်မင်းတို့မှန်ရင်မင်းတို့စားရမယ်မမှန်ရင်ရဲကိုတိုင်မယ်မှတ်ထားသူတို့ပဲလမ်းမထောင်ကပြောလိုက်သေးတယ်ကျမပါလာတဲ့ပစ္စည်းတွေအားလုံးလိုလိုရောင်းပြီးပြီဒါလေးပဲကြံမာတော့တယ်ဒေါ်သိန်းသိန်းကစကားစားလိုက်တယ်နားလေလို့တော့မဟုတ်ပါဘူး မေဖြည့်ဆွေဖြည့်ဝေရောက်လို့ဖို့စိတ်ကူးမိတာနဲ့ကြံပြက်အားလုံးကိုယူလိုက်မယ်။အောင်စေးတာပြောပါ။ဒေါ်ဆန်းဆန်းကအားလုံးဝေယူရန်ကန့်လန့်လိုက်တယ်။လုံးရည်လေးချိန်ငါလုံးမှာအနာစာလုံးဝမပါစေရဘူး။အောင်စေးလေးတောင်းတိတိရောက်မှလွတ်နိုင်မယ်။ဒေါ်သိန်းသိန်းကဈေးဖြတ်တဲ့ရောင်းလက်ဝေလက်နှစ်ဖက်စလုံးသဘောတူချိန်နဲ့စွာအပေးယူလှုပ်လိုက်တဲ့အချိန်ကာလ15ရက်ခွာပြီးငွေပေးချေရန်ဆန္ဒပြုကြတယ်။ ပစ္စည်းပိုင်ရှင်ကလည်းဂျေနတ်စွာလက်ခံတဲ့အပြင်အယောင်းဝယ်ဖြစ်တဲ့အထိမ်းမှန်နဲ့မတိုက်တိုက်ကိုပွဲစားကားဆိုပြီးငွေကျပ်၄000ကို မယူမနေရဆိုပြီးအတင်းအဓမ္မပေးအပ်လိုက်တယ်။ဒီအပတ်ဝဲလက်အားကောင်းနေပလာတာကုန်ပြီ။နောက်တစ်ခေါက်မှဒီလိုပဲအချိတ်ဆက်ကောင်းမှုစူတောင်းရတော့မှာပဲ။အယောင်းဝယ်ကိစ္စမှာကျမတို့ကတော့ဘာမှနားမလည်ဘူးနော်။အတိမိတ်ဆွေနဲ့အတော်တို့ရဲ့စိတ်တိုင်းကြလောက်ပါ။အာနာတာတို့ဘာလို့မရှိကြပါစေနဲ့။ မာတိုက်တိုက်ကဘေးရှောင်နေခြင်းဖြစ်တယ်။တကယ်တော့ရောင်းသူနဲ့ဝဲသူစိတ်တူသဘောတူပြုတ်လုခြင်းဖြစ်ပါရဲ့။မြည်တို့ဆိုစီနှစ်ဦးနှစ်ဝါမှလာရောက်တဲခုပြီးမာတိုက်တိုက်ကို အမိသဟဲပြုကြတော့တဦးနဲ့တဦးတကြောင်မထောက်တကြောင်ထောက်အကျိုးရှိရာရှိကြောင်းပေါင်းဖက်တွေးဆုံရာမှရောင်းဝယ်ကြခြင်းဖြစ်ပါရဲ့။ပွဲစားကရန်ငွေနဲ့မာတိုက်တိုက်တို့မှာအဲဝိကျေမွန်စွာပြုစုနိုင်နေမိသားစုစားဝတ်နေရေးမှာလည်းအထောက်အကူများစွာရရှိခဲ့တဲ့ ရာထူးကြီးငယ်မဟုဝင်တန်းဟုသည်မြောက်ရရှိတဲ့လစာက တထောင်ကျော်နှစ်ထောင်များသောယခုလိုရတဲ့ပွဲစားကားနေဆိုင်ရင်ကွာမကွာပါပြီအဲ့တဲ့နှစ်ဦးမှကို့အစီစဉ်တဲ့ကိုမိုးကုတ်ကိုပြန်နေတမူးမျိုးကိုပြန်နေအိမ်မရှိရင်ဆွဲကမတိုက်တိုက်တို့မိသားစုသာကြံရှိပါရဲ့ရွှင်လန်းချမ်းမြေ့စွာ ပြောဆိုနေတဲ့မြောက်ရွှွှွှန်းဝေအောင်ကြားနေရ၏ဖះရသောအကြောင်းတက် ကုသိုလ်ဘက်မှလည်းမလေးဟင်းကြပြီ မိသားစုဘဝတာတာရရာရှိနေကြရဲ့တပတ်မြတော့အချိန်ကာလကမကြာလိုက်အချိန်နဲ့ဒီရေက လူကိုမဆောင်ဆိုတဲ့စကားရှိတယ်ယခုလေပျော်ပျော်ရွှင်ရွှင်မိသားစုဘဝလေးမှာ ဖြက်ခနဲ့ဝမ်းသာရတယ်လို့ကြပြကြရဝမ်းနေရမလို့ဖြေခဲ့တယ်မားတိုက်တယောက်မမျော်လင့်မဲကောက်ခံငင်ကအပြားဝင်တော်ရီအချိန်တို့အတွင်းမှာအယုတ်ကျိုးပြက်အိရာတွေလဲတော်ရီဆရာဝင်ကို အိမ်ပြင့်ပြီးကုသပြီးမဲ့မတက်တာတော့ ဈေးရုံကိုသုံးရက်မြောက်တဲ့နေ့မှာတင်လိုက်ကြရတယ်။ဂျိုနေ့မှာတိုက်ဆိုင်တာကမိုးကုတ်ကိုပြန်သွားတယ်။ဒေါ်သိန်းသိန်းကပြန်ရောက်လာတယ်။မာတိုက်တိုက်ဈေးရုံတင်ထားရကြောင်းသိလျော်ထိတ်ထိတ်ပြပြဖြစ်ခဲ့ရတယ်။တံမိုးရှိပစ္စည်းများနဲ့ရန်ကုန်မှာတဲခုဖို့ရလွယ်တာမဟုတ်။ယခုလိုစိတ်ချရတဲ့အိမ်မျိုးကရှားမှရှားတယ်။ဒီတော့မာတိုက်တိုက်ကျမ်းမာရေးအတွက်စားရေးတောင်ရေးမှဝေချမ်းချက်ပြုတ်အပင်ပန်းခံကဆောင်ရွက်နေတယ် ဈေးရုံထမင်းဖို့ဈေးဝယ်ကိစ္စမှန်သမျှအားလုံးတာဝန်ယူပြီးစည်ရနာနဲ့ပံမိုးကူညီမှုပေးခဲ့ရှာရီအယောင်ဝယ်ကုံသေးပွဲစားတို့မြည်သည့်မြန်မာတမ်းမိသူများနဲ့မိဖွေအယောင်ဝယ်ဆက်တွေစသည့်စသည့်နဲ့လောက်ကင်ကြားရခြင်းဖြစ်သည့်ယခုလေမာတိုက်တိုက်တယောက်ဈေးရုံတက်နေချိန်မှာအောက်ထက်မှာငားရမ်းနေထိုင်တဲ့မိညွညွမိဝိုင်းဝိုင်းမိတွတ်တွစားတဲ့မိကောင်ပေါ့မင်းကလေးများနဲ့ဆက်တွေမိသွားသည် ဇာတိချက်ကျွေနေရက်က6မြို့ကဖြစ်ကြပြီးမြရန်ကုန်မှာအယောင်ွယ်လုပ်ငန်းနဲ့လာရောက်နေထိုင်သည်မှာကြာမြင့်ခဲ့ပြီးဖြစ်ပါသည်ဒီတစ်ခေါက်ပါလာတဲ့ယန္နာပစ္စည်းများကိုမိကောင်ပေါက်3ဦးနဲ့ပေါင်းကလက်လီလက်ကရောင်းွယ်မှုပြူချောင်းတိလိုက်ရသည်ကာလတန်မှုသုံးသိန်းခွဲများတန်နဲ့ယန္နာကြောင်းများဖြစ်သည်ပစ္စည်းများကိုယုံကြည်မှုနဲ့လွှဲပြောင်းယူပြီးမိဝိုင်းဝိုင်းဆိုသူက၆မြို့မှာတွားရောက်ပြီးဝယ်လက်ရှာပါရီ မီတိုတိုကယောသားပြီးအယောင်းဝယ်မလုပ်တဲ့အိမ်အောင်ရှင်မဖြစ်တဲ့မိမိရဲ့သမီးငယ်ကိုယရနာယောင်းဝယ်ရေးမှလမ်းစာထွင်ပြီးလောက်ကင်စီဒေါ်သိန်းသိန်းမှမိမိပစ္စည်းများကိုဝိုင်းဝန်းကူညီဝယ်လက်ရှာပေးသူအသည်များထပ်မံတွေးရှိတော့ရွှင်လန်းချမ်းမြေ့မှုရှိနေတဲ့ဈေးရုံတင်ထားရရှာတဲ့မာတိုက်တိုက်အတွက်လေးဘီဒင်ရတရားဒက်စာနဲ့တကွာဈေးဘိုးများကိုတောင်အကုန်ကြခံပြီးကုသမှုပေးကြောင်သိရပါရဲ့ ကျွန်တော်တို့ကဆွေမျိုးသားချင်းလို့ဆိုတော့ငါလာခစားဝင်တန်းများဖြစ်တော့ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ကိုတော့အနိုင်နိုင်ဆောင်ရွက်ခဲ့ရတယ်။ငွေပို့ငွေရှမ်းမရှိခဲ့တော့သူတစ်ပါးအကူအညီမှုအတွက်လူအပ်တဲ့ဆောင်ရွက်မှုများကို လူအပင်ပန်းခံကပံ့ပိုးကူညီခဲ့ရတယ်။ယရနာအယောင်းဝယ်မှာအပြောကောင်းရင်ကောင်းတယ်လို့ဝယ်လက်အကြိုက်လိုက်ရင်ဈေးရနိုင်တယ်။ပစ္စည်းအရေးတွေကောင်းရင်လည်းဈေးကောင်းရတယ်။ ဒီလိုဆိုပြန်တော့မိကောင်ပေါင်းမင်းကလေးများလို့တဲ့ဤရတနာရောင်းဝယ်ရေးမှာအစဉ်ပြေတယ်ဆိုပြီးကြားသိခဲ့ရတယ်။ရချင်းစည်းရဲ့ရက်မှာတမူးမျိုးမှာဒေါ်ဆန်းဆန်းတယောက်ရောက်မလာသည်။လားကုံနဲ့အထီဆောက်ရန်တရင်ပေးပို့လာ၏။လူကြုံစကားအရပစ္စည်းများမကုန်သေး၍ရှင်းနေရာကြောင်သိရ၏။ဒေါ်သိန်းသိန်းမျော်လင့်ဆောင်စားခဲ့တဲ့ဒေါ်ဆန်းဆန်းတယောက်မပေါ်လာနိုင်ခဲ့ပြီ။ ို့ရမှာမမျောလင်းမင်းနဲ့မတိုက်တိုက်တယောက်ဈေးရုံမှာပဲကွယ်လွန်ခဲ့ပြန်နေအင်းတော်ရှင်မတူကွယ်လွန်သွားပြီဆိုတော့လေမိဘဆွေမျိုးရန်နီးရက်ဝဲမှာငယ်ကျွမ်းအပေါင်းသင်တို့အရှူရှူရောက်လာကြတယ်သူအထင်းမှာအတော်တော်သူဒေါ်ဆန်းဆန်းလေးရောက်မလာခဲ့တီတော့တီရဲဆိုပြီးမှရတနာကိစ္စမပြီးသေးလို့နေခဲ့တယ်လို့သာပြောဆိုလိုက်ကြောင်းတမူးမှာဆွေမျိုးများကိုမှားကြလိုက်တယ်ကျွန်တော်အနေနဲ့ဘသူ့ကိုမှဘာမှမပြောလို့ ကိုပြုံးပြတော့ကိုကိုသူကမပြုံးပြကိုမဲပြန်ရင်သူဟန်တွင်တုတ်ပြန်မဲဟန်မမြင်ရဤကြောက်စိရုပ်မတုံလှုပ်သူရိုက်ပုတ်လောကရန်ဘဝတံကို ခန္ဓာဤဆွေးရှိခြင်းတကားထို့တို့ပေစိတ်ပဝင်မတွေးထင်မိသူက ကျွန်တော်သာဖြစ်သည်မတိုက်တတ်ရဲ့ကြံရည်သူမိသားစုများအဘူတော်ကလှိုင်းထန်စားချိန်မှုငိုကြွေးသူကငို ပူဆွေးသူကပူဆွေးခံစားမှုအမျိုးမျိုးနဲ့ကြုံကြိုက်နေကြရသည် သူအထင်းမှာမရွှင်မလန့်မျက်ရည်ဆန်းဆန်းနဲ့သွေးမတော်ဒေါသိန်းသိန်းတယောက်ပါဝင်နေသေးတယ်။မြည်တို့ပဲဖြစ်စီသုံးရက်မြောက်တဲ့နေ့မှာမာတိုက်တိုက်ရဲ့ကျွင်းချန်နေရုပ်ကလက်မှာဂျန်တော့မိသင်ချိုင်းဆက်အတွင် ပြာကိုပြောင်းဝေးဖြစ်ခဲ့ပြီ။ဘဝရဲ့လောကရန်ကိုမျက်လှည့်ပြသလိုအကျစ်အဆုံးမတတ်ခင်ဘဝကိုအဆုံးသက်သွားနိုင်တဲ့မာတိုက်တိုက်တယောက်ကောင်းရာသူကရီ လာပါစေလို့တော့ သူနဲ့ပတ်သက်ခဲ့တဲ့ဒေါ်ဆန်းဆန်းထံမှရန်နာကြောက်ဖိုးငွေများဒေါ်သိန်းသိန်းရရှိမဲ့ရက်ချင်းတီအသက်ရှင်ခဲ့သေး၏ရာရီမရရှိကိုတော့ဖြင့်မတိသွားနိုင်ရှာပြီးတစ်တပင်ကောင်းရင်ငှက်တသောနားနိုင်နေမတိုက်တိုက်သေးဆုံးပြီးနောက်အိမ်မှာတိတ်ဆိတ်မှုလွှမ်းသွားရီကျနေ့မှလက်ဖက်ရည်ဆိုင်ထိုင်ပြီးလက်ဖက်ရည်တောက်နေစဉ်တငယ်ချင်းတူကစကားဆတင်မေးလိုက်တယ်အိမ်ခန်းကနေတဲ့မိကောင်ပေါ့မတွေဟာမမှန်ကန်ကန်ဟုတ်ရဲ့လားကွာ ကားတွေဝင်ထွက်များလာတကွာအမှန်တွေပါဟာယောက်ျားကရေးရင်မှုဆိုတော့ဝင်ထွက်ရှိကြမှာပေါ့ပကုတ်ကိုကြောက်တော့ရောင်းတာလူပအဝဲခံလိုက်ရတယ်လို့ကြားတယ်ကွာသူတို့မတိရန်ကောဆိုရဲအကြည်မျိုးနဲ့ပြောခဲ့တယ်သူနောက်စကားပြတ်သွားကောထွေရစကားများကိုသာပြောဆိုရင် လူစုခွဲလိုက်တယ်တကယ်တော့သူများအကြောင်းမလေးလာမိတဲ့ကျွန်တော်သာလျင်မတိခဲ့ခြင်းဖြစ်တယ် အိမ်ပတ်ဝန်းကျင်အိနီနာချင်းများသိရှိနေပြီဖြစ်တယ်။ထို့နောက်မိကောင်ပေါင်းမင်းကလေးတို့မှလည်းအဝင်အထွက်သိမ့်မမြင်ရပြီးအိမ်တွင်ပုံနေကြကြောင်းသိရသည်။အချိန်ကာလလာပိုင်းအတွင်းမှာပဲရက်ွက်အတွင်းမှာပြောင်းရွှေ့သွားကြသည်။ဒေါ်တင်းသိန်းမှအိမ်မှာတဲခုတ်ခြင်းမရှိတော့မကြမကြအလဲလာခြင်းများသာလာတတ်တယ်။အိမ်ငါများဆင်းသွားတော့ငွေအခက်ခဲကိုဒေါ်တင်းသိန်းကို အကူအညီတောင်းခံလိုက်သည်။ဒေါ်တင်းသိန်း ငွေရှိရင်တသောင်းလောက်ချီးထားပါအင်ငါးတိုက်ရင်ပေးပါမယ်ရပါတယ်ရပါတယ်ပြောပြောဆိုဆိုငွေတသောင်းထုတ်ပေးခဲ့ပြီးပြန်သွားတယ်အခက်ခဲကိုကူညီမှုပေးခဲ့တဲ့ဒေါ်သိန်းသိန်းကိုကျေးဇူးတင်ခဲ့မိတယ်တပတ်ခန့်အကြာမှာစားရဆောင်ရောက်လာတော့ဖွင့်ဖက်ကြည့်လိုက်ရငွေတသောင်းကိုခေါင်းရင်အိမ်ကချီးယူသွားပါတယ်အတိုးက15ဒိုးပေးရတယ်အင်ငါတက်လို့ငွေရရင် တိုးရင်အလုံးပေးလိုက်ပါစိတ်ချနေမယ်နော် ်ဒေါ်သိန်းသိန်းရွှေမရှိမျိုးမလားအတိုးပါဆက်ရမယ့်အခြေအနေကို ကိုရင်ကြုံခဲ့ရသည်မကြမီအချိန်အင်းငားရ၍တိုးရင်ပေးဆက်နိုင်ခဲ့သည်အသာပေးအစေတောင်ဝယ်ယူသူများရဲ့စရိုက်အမျက်မရှိရင်ချင်းတော်မရိုက်လို့သူများက ရောင်းသူကုန်တဲ့ကျွန်တော်အနေနဲ့ဘာမှမပြောလို့ကိုရဲ့ဇနီးကိုတော့ပြုံးပြရင်ခေါင်းတစ်ဆက်ဆက်ငိမ့်လိုက်မိသည် ကြေနှက်ချက်များကြောင့်မိတို့တို့ညီအမတစုမှဘကိုးမြို့မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှုရုံးမှပုံမှန်386အာဓမကျူးလွန်ခြင်းမျိုးစေမှုအတွက်တိုင်ကြားအမှုဖွင့်နေတရလိုဘက်မှဆွေးချက်မှာအထောက်ထားနဲ့ခိုင်မာတဲ့တက်တည်မရှိခဲ့ကြပြီ။ကြောင်များလည်းဆုံးရှုံးခဲ့သည့်တာတာထူထူတမိကလေးတောင်မှလူမသမားတို့ရဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရသည် ငွေဘူးရာကင်းလျှောက်ကြောက်ဖိုးငွေများလဲအကြေလေပေးချေနိုင်ခြင်းမရှိတော့ရှောင်းတိန်ကနေထိုင်ကြရတဲ့ကို့အကျိုးကိုတဖက်သက်ကြည်ကလုံဆောင်သူများကပြားသက်ကားလိုအစင်မချိုနိုင်ကြရှာပြီးပြူငါတဲ့ကြိုးစုံမှုချိုတာတဲ့စကားသံများ တိတ်ဆိတ်ပြောက်ကွယ်သွားကြတဲ့ကိုအိုးကိုအိမ်နဲ့တီတီငိမ့်ငိမ့်ရိုရိုသားသားနေသူများနဲ့လာလာမမအပ်ဆက်နိုင် ကားတဝီဝီစီးကဆင်းလိုက်တက်လိုက်ဂုံတက်လူသူများကြက်ပြောက်ငှက်ပြောက်ပျောက်ခဲ့ကြပြီးတရားဥပဒေကိုလိုက်နာကျင့်သုံးသူများအတွက်တရားဥပဒေအကျိုးဆောင်ကလိုက်နာသူတို့ကိုအကျိုးပြုပေးပြီးလက်တလုံးချောက်ဥပဒေကိုမျက်ကွယ်ပြုသူများကိုဥပဒေက မျက်နှာမလိုက်ပြစ်ဒဏ်ခတ်မှတ်တတ်တဲ့သူတပားရဲ့ယရနာကြောင့်များကို လက်ဝယ်ယူငင်ပြီးတံမိုးငွေပြန်မပေးနိုင်မဲရှောင်နေကြရကမိမိစိတ်ဓာတ်မကောင်းတာကိုကြံစီမိတာနဲ့အမျှဒုက္ခတမျိုးထက်တိုးရပြန်နေမိတွတ်တွတ်ခင်မို့မအကောင်ပကတိကနေကောက်ခါငင်ကလေဖြတ်သေးဆုံးခဲ့ရပြန်နေတပူပေါ်နှစ်ပူစဉ်ရင်နဲ့အောင်ဝမ်းနေစရာကြုံတွေ့ရသူကမိတွတ်တွတ်မိသားစုပဲဖြစ်တဲ့ လူတကာအလဲမှာမျက်နှာမဖော်ဝန်းအောင် အရှက်တကွဲဖြစ်ခဲ့ရပြီးနောက်အာထာမီခိုရာအိမ်တော်ဦးစီးမှလည်းအရှက်ကြောင့်ဒေပွဲဝင်ခဲ့ရပြန်နေမိသားစုအလုံးစိတ်နှလုံးပျော်ရွှင်နိုင်ခြင်းမရှိကြရှာတော့ဒါကြောင့်အာသူဘရှုလိုက်ပါပို့ဆောင်ရင်ငိုလဲမငိုလို့ရည်လဲမရည်နိုင်လက္ခဏာရည်သုံးပါးကို ရှုပွားဆင်ခြင်လိုက်ရတဲ့လောကဘဝဟူသည်များကပြည့်လွယ်ပြည့်လွယ်ရှိလာပေတဲ့တကား အချိန်ကာလအတန်ကြာပြီဖြစ်တဲ့ကျွန်တော်မှလည်းဝန်ထမ်းတအုပ်ဖြစ်တာကြောင့်ကိုယ်အလုံးနဲ့ကိုမအားနိုင်ရှိခဲ့တဲ့ရုံအရက်တရအိမ်မစာဖတ်နေခိုက်အိမ်ရှင်တို့မရှိကြဘူးလားဟုခေါ်တန်းကြတော့ကြည်လိုက်ရမှဒေါ်သိမ့်သိမ့်ဖြစ်နေတယ်မလာတာအတော့ကြပြီနော်ကျွန်တော်ကပဲနှုတ်ခွန်းဆက်ခါနေရာထိုင်ခင်ပေးခဲ့တယ်ဒေါ်သိမ့်သိမ့်အဖြစ်ကစိုးပါလေကွမတိုက်တိုက်သေးပြီးတဲ့နောက်ရောင်းဝယ်စားရတာတော့ တခုမှအဆင်မပြေခဲ့ဘူးထို့သူစတင်ဆိုရင်ထို့နောက်မှာ မျက်ရည်ဆူဆူငုံမဲမဲဟန်ပန်တို့နဲ့ဖြစ်เจ้าများကိုတပံပြန်ပြောနေပြန်တော့နားမထောင်ခြင်းတော့လေအာတုံအာနာနားစင်နေရတဲ့အေးချမ်းမှုရရှိစေရန်လေအချိုကြီးအေးအေးလေးကိုတောက်သုံးစီလိုက်တဲ့ အတူတူအပြင်ဒေါ်ဆန်းဆန်းထံမှရရန်ငွေမီတူတူတူထံမှရရန်ငွေများမရရှိတော့ယရနာကြောက်ဖို့ပြီးချေရန်လက်မဲ့ဖြည့်ခဲ့ရကြောင်းသိရှိလိုက်ရသည်သူမြမကယရနာကုံသေးတဲ့မိမိရဲ့သမီးအရင်ကိုတော့မှကျင်ဘက်ခွင့်ပေးလိုက်ရရှာတဲ့ဒေါ်သိန်းသိန်းရဲ့အကြောင်းကိုကြားသိလိုက်ရတယ်။ဘဝကံကြမ္မာကိုဘသူကမှပြုလုပ်တာမဟုတ် ကိုရင်ကိုကြမိမိသာပြုလုပ်တာ ဖြစ်ပေတယ်မဟုတ်ပါလား။ လောကဘုံဘဝအစမကောင်းကြတော့လေအနောက်မတည်ချာလာပြီမြတ်စွာဘုရားရဲ့တရားကသာလျင်အစကောင်းခြင်းအလေကောင်းခြင်းအဆုံးကောင်းခြင်းတို့နဲ့ပြည့်စုံလာ၏ဆလေဆုံးသုံးပါလုံးကောင်းစီရန်ကိုခြင်းတရားလူချင်းဝိများကို လိုက်နာကျင့်သုံးကြခြင်းနဲ့လူဘဝမဆုံးရှုံးစီရန်ဥတီချက်အရာငေစရာဘုံတော်ကြီးရဲ့ငါးပါးတီလာကဗျာတပုတ်ကိုရွတ်စုံနေလိုက်မိ၏သူဥ္စာကိုတည့်ရဲ့သားနဲ့ လောဘစိတ်ဓာခိုးယူလို့လုံလပြုတ်ကရာယူမိကအာရိဏဒါနအကုသူကျူးလွန်မိလျင်တကယ်ပဲပေါ့အပေငရေကြမည်ဆိုလွတ်လာပြန်လဲဥစ္စာမွေဆင်းရဲအသက်တို့အဲ့ဒါကြောင့်ပြင်စတီလာတီကြပါစီလို့မှတ်ချက်အငိမ့်စားရဲမှုကြီးရဲ့ဖြည့်ရမှန်ပြောပြချက်ကိုပြန်လဲရေးတာတင်ပြထားပါရီစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။